အင်္ဂလိပ်လိုမျိုးအရာရာတိုင်းထက်တန်မိုးရှိတဲ့အချိန်ဆိုတဲ့အကြောင်းကိုပြောတတ်အောင်ဆရာသင်ပေးမယ်။အဲ့ဒီတော့ဒီနေ့မှာအင်္ဂလိပ်လိုလည်းတက်သွားမယ်အပြင်အချိန်နဲ့ပတ်သက်ပြီးတော့လည်းအချိန်ကန်သဘောတရားကြီးသိသွားမယ်။ပြောမယ်ဆိုရင် motivation လည်းပါရပါဘူး။ဟုတ်ပြီအဲ့တော့အဲ့မှာရှိတဲ့စာကြောင်း6ကြောင်းကိုဖတ်လို့ရမယ်ဆိုရင်ကိုယ့်ဘာကိုစမ်းကြည့်မလား။စမ်းကြည့်လို့ရရင်စမ်းကြည့်မယ်။ဗီဒီယိုလေးခဏလေးရပ်ပြီးတော့မင်းရဲ့အချိန်တွေကိုမင်းဘယ်လိုစီမံလဲ။ငါနေတိုင်းလုပ်ရမယ့်စာရင်းတစ်ခုလုပ်တယ်။ဒါစီမံပုံလေးရ။အဲ plan မရှိလို့ရှိရင်ဆရာတို့ကအလုပ်တွေမပြီးမြောက်ဘူးအဲ့တော့ဒီနေ့မှာဘာလုပ်မလဲဆိုပြီးစီးရင်တစ်ခုသူကလုပ်တယ်တဲ့ပြီးတော့အဲ့ဒီတိုင်းလိုက်လာရဲ့ဒါသူကသူ့ရဲ့အချိန်ကိုစီးမြောက်မှုပေါ့မင်းရဲ့အကြီးမားဆုံးအချိန်ဖြုံးတဲ့အရာကဘာလဲအဲမင်းရဲ့အချိန်တွေကိုဖြုံးပစ်တဲ့ဟာဘာလဲပေါ့နော်အဲ့ဒါဘာလဲတဲ့တော့သူကဘာပြောပြောလို့ဆိုရင်ငါက social media မှာအချိန်အများကြီးသုံးတယ်တဲ့ဒါသူ့ရဲ့အချိန်အများကြီးဖြုံးတဲ့အကောင်ပေါ့အလုံးနဲ့အားလက်ချိန်ကိုမင်းဘယ်လိုမျှတစေလဲနော်ဘယ်အချိန်ဖြစ်နေနော်ဘယ်လိုလို့မှတ်ထားမယ်နော်ဘယ်လိုမျှတစေလဲအဲ့တော့ငါကအလုပ်ကိုဆော့ဆော့ပြီးအောင်စူးစမ်းတယ် ါကြောင့်ငါဆော့ဆော့အနားယူနိုင်တယ်အဲသူကဘလို့မြတ်တောင်းလို့ဆိုရင်အလုပ်ကိုဆော့ဆော့ရင်ပြရလို့တယ်ဆော့ဆော့အရင်မနားမယူဘူးဆော့ဆော့အချိန်မဖြုံးအလုပ်ကိုအရင်ဆော့ဆော့လုပ်လိုက်တယ်ပြောမှာဆော့ဆော့အနားယူတယ်ခဲ့ဒါတွေကိုအင်းကတော့ဘလို့ပြောမလဲဆိုတာကိုဆရာတင်းတွေပြောပြပေးမယ်ဆရာမပြောခင်ကိုယ့်ဘာကိုစမ်းကြည့်ခြင်းလို့ရှင်လဲဗီဒီယိုလေးရပြီးတော့စမ်းကြည့်လို့ရပြီဒီဟုတ်ပြီအားဆိုကိုယ့်ဘာကိုစမ်းကြည့်ပြီးသွားပြီလို့ပဲဆရာယူဆတော့မယ်ကဲစပြီမင်းရဲ့အချိန်တွေကိုမင်းဘလို့စီမံလဲဒီတိုင်းဖန်တရားတရားပြောနေတာကတော့လဲမေးကိုပေါ့နော် ဒီကောင်ကဆင်းရဲတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကြော်ကြည့်ရတဲ့ဆန်လို့ရှိရင်ရှေ့ဆုံး day 1ကနေစကြည့်တယ်နဲ့ဘယ် day 1လဲဆိုအခုတင်နေတဲ့ရက်60 CV ထက်သူ့ရဲ့အရှိမရှိတဲ့အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရက်30ဆိုရဲ day 1ကို day 1လို့တက်တီးကိုကောင်းအောင်ကြည့်မယ်ဆိုရင်အခြေခံခိုင်ပြီးတော့ဒီ CV ကိုဆက်တက်တဲ့အခါမှာဟိုတော်တော်လေးကိုရားနေလောက်ပြီပေါ့နော်ဒါကြောင့်ဟိုကိုကတော့နောက်ကျနေပြီဆိုပြီးတော့လော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 မလို့ခွင့်နဲ့ပုံမှန်လေးပြန်လိုက်ခဲ့ပါဒီများနဲ့မရှင်နဲ့ကိုတိုင်းတဲ့နဲ့ကို ါပေမဲ့မှန်မှန်ကန်ကန်နဲ့အောက်ခြေခိုင်ဖို့တော့အရေးကြီးတယ်လေဟုတ်တယ်မလားလဲမေးခွန်းနေဆိုဘာနဲ့စမလဲဆိုရင် WH မဟုတ်ရင် how နဲ့စမလို့ဆရာပြပြထားတယ်အဲ့တော့မေးခွန်းစကားလုံးဘယ်လိုဆိုတာပါတော့ how လေးဆရာပြပြတာပေါ့နော် how ပြီးရင်မေးခွန်းစကားလုံးပြီးဘာလုပ်ရမလဲဆိုတာကိုဒေသတည်တင်ပြလို့ဆိုတော့တည်တယ်မတည်သေးရင်တော့တစ်ခေါက်ထပ်ပြောပြပေးမယ်အခုထုတ်ရတယ်တဲ့ပုံမှန်ကိစ္စဆိုတော့ do နဲ့ does ထပ်ရမယ် main ဆိုတာကအများသဘောဆောင်တဲ့ second person ဖြစ်နေတော့ does မထုတ်ဘဲနဲ့ do ထုတ်လိုက်တယ်ပေါ့နော်ပြီးတော့မှ subject လာမယ် how do you ဘာလဲဆိုရင် C man နဲ့ဆိုတော့ main vet လာတော့မယ်အဲ့တော့ C man တော့ဘယ်လိုခေါ်လဲဆိုရင် manage လို့ခေါ်ရနော် M A N A G E how do you manage အဲ့တော့ဘာလဲဆိုရင်မင်းရဲ့အချိန်ဆိုတင်ဤဖြစ်အောင် your လို့ထည့်လိုက်မယ်ပေါ့နော် your time ပေါ့မင်းရဲ့အချိန်တွေကိုမင်းဘယ်လိုစီမံလဲဟိုရှေ့ရက်ကတင်ခဲ့တဲ့တနေ့3စေး3ချိန်တောက်ပါဆိုရယ်စေးဝါးနဲ့ပတ်သက်တဲ့ဟာတွေတော့အချိန်ဖြစ်တဲ့အတွက်ကြောင့် as ထည့်လို့ရပြီမယ်အချိန် time မှာတော့ as မထည့်ဘူးပေါ့နော်ကြည့်ဟုတ်ပြီငါကနေ့တိုင်းလှုပ်ရမယ်စာရင်းတစ်ခုကိုလုပ်တယ်ဆက်ပြက်နေပြန်စားရအောင်ဆက်ပြက်ဆို i ပေါ့ ပြန်ပါလဲဆိုလောက်တာလောက်တဲ့နေရာမှာ make ရှိရဲ့ do ရှိရဲ့ဖန်တီးတဲ့အရာသဘောမျိုးဆောင်လို့ရှိရင် make ကိုတော့ရဲစရင်တစ်ခုဆိုတာစရင်လောက်တာဆိုတာအများတိုင်းပဲ make နဲ့တွဲပြီးတော့တော့ရဲအဲ့တော့ i make เนาะပါလဲဆိုရင်လောက်ရမဲ့စရင်ကိုဘယ်လိုခေါ်လဲဆိုရင် to do list လို့ခေါ်တယ်เนาะ to do list ဆိုတာကဒီနေ့ဒါလောက်ရမဲ့စရင်လေးကို to do list လို့ခေါ်တယ်တစ်ခုဆိုတာ a လေးထည့်လိုက်မှာပေါ့เนาะအဲ့တော့ i make က to do list ဒီနေ့ဒါလောက်ရမဲ့စရင်လေးတစ်ခုငါလောက်တယ်အဲပြီးတော့เนาะ အဲပြီးတော့ဆိုတော့ NSI မြဲ MSR မဆက်ဖက်တဲ့ full search ချလဲရတယ်အဲ့ဒီအတိုင်းလိုက်နာတယ်လိုက်နာတယ်ဆိုရယ် verb ထပ်တယ်မြဲလိုက်နာတယ်လို့ပြောခေါ်လဲဆိုရင် follow ပေါ့အဲ့ဒီအတိုင်းကိုရှေ့ရှေ့ဝေးမစင်းစားဘဲနဲ့၎င်းကိုလိုက်နာတယ်ဒီ228ကိုလိုက်နာတယ်ဆိုပြီးတော့သူ့အစား IGA ဆိုရယ် pronoun လေးတို့ပဲလို့ရတယ်၎င်းကိုလိုက်နာတယ်228ကိုလုတ်တယ်အဲ့ဒီအတိုင်းလိုက်နာတယ်အဲ့တော့ I make a to do list and follow it အဲ့တော့ရသွားပြီဒါဆိုရင်အချိန်တွေကိုစီမံခန့်ခွဲပုံခန့်ခွဲနေရတော့ဘလို့စီမံခန့်ခွဲမှမသိသေးရင်စာအုပ်နှုတ်ဆောင်တက်တက်တက်ဝယ်လိုက် ဒီနေ့ရက်ဆွဲလေးရေးလိုက်ဒီနေ့ငါဘာကြီးလုပ်မယ်ဆိုရရေးချလိုက်ပေါ့နော်ရေးချပြီးလို့ရှင်အဲ့ဒီတိုင်းလိုက်နာလိုက်ပြီးရဟာလေးအမှန်လေးချလိုက်တစ်ချောင်းချပြီးတိုင်းမှာအလုပ်တစ်ခုပြီးသလိုခန်းစားရလိမ့်မယ်ခဏခါမင်းရဲ့အကြီးမားဆုံးအချိန်ဖြုန်းတဲ့အရာကဘာလဲခင်ဗျားဆရာပြောတယ်လဲမီကွန်းဆိုရင်ဘာနဲ့စမယ်လဲ WH နဲ့စမွေဟောင်းနဲ့စမယ်ဘာလဲဆိုတော့ဟုတ်ပေါ့ဒါပေမဲ့ဒီကောင်ကခဏခါလေးမျိုးစီမန်နာဆိုတဲ့ action လှုပ်ဆောင်ချက်မဟုတ်ဘူးဘာဖြစ်တယ်လဲဆိုရဖြစ်တယ်ဆိုတဲ့သဘောတရားပါတယ်ဖြစ်တယ်ဆိုတဲ့သဘောတရားပါရင်တော့ဘာထည့်ရမလဲဆိုတော့ဆရာထက်ခါထက်ခါပြောတယ်ဖြစ်တယ်ဆိုရင် MS ထည့်ရတယ် တော့အချိန်ဖြုန်းတဲ့အရာတစ်ခုလဲဆိုတော့ is better တော့မယ်အဲ့တော့ main ရဲ့ဆိုတော့ you are ပေါ့နော် what is you are အကြီးမားဆုံးဆိုတော့ biggest ထဲလိုက်ရော BNGGEST biggest ဒီ grade 3တွေအရှိမှဒါမဖြစ်မနေပါမယ်လို့ဆရာပြန်ထားပေးဘူးရဒါပေမဲ့ဒီမှာကကြာတော့ possessive adjective ဖြစ်တဲ့ you are ဘာလို့ကြောင့်တည်သုံးစရာမလိုတော့အဲ့တော့ what is your biggest အချိန်ဖြုန်းတဲ့အရာတော့လွယ်လွယ်လေးပါ time ရအချိန်ပေါ့နော် waste ကဖြုန်းတာအဲ့တော့ time နဲ့ waste လေးဆက်လိုက်မယ် er လေးထည့်လိုက်မယ် time waster အဲ့တော့ what is your biggest time waster မင်းကအကြီးမားဆုံးအချိန်ဖြုန်းတဲ့အရာကဘာလဲပေါ့နော်ဟုတ်ပြီအဲ့တော့လူတိုင်းမှာအကြီးမားဆုံးအချိန်ဖြုန်းတဲ့အရာတွေရှိနေတတ်တယ်အဲ့ဒါကိုတွေ့အောင်ရှာမယ်အဲ့ကောင် short ချပြဖို့လိုတယ်အဲကောင်းတဲ့အရာမှာအချိန်ဖြုန်းနေဆိုတော့ short ပြစရာမလိုဘူးမကောင်းတဲ့အရာမှာကိုယ့်အတွက်အကျိုးမရှိတဲ့အရာမှာဒီ bigger time waster ကြီးဖြစ်နေရဆိုရင်တော့သူ့အနေနဲ့ short ချပြရမယ်ကဲတော့ဗာပြောတယ်ငါက social media မှာအချိန်အများကြီးတုံးတယ်ကဲသူ့ကိုသူကသူသိသားပဲငါကဆိုအားပေါ့ subject ပြင်ပေးသွားမယ် verb ကိုသွားမယ် ၃နာရီ use ရှိတယ် span ရှိတယ်အချိန်၃နာရီပတ်စံ၃နာရီဆိုရင်ဆရာတို့က use test span ကိုပို့ပြီးတော့တောင်းရမယ် the i span အချိန်အများကြီးအများကြီးကို a lot or ရှိတယ် very much ရှိတယ်ဒါပေမဲ့ negative သဘောဆောင်တဲ့နေရာမှာ very အစားဆိုတော့ true ကိုတောင်းရတယ်ဆရာသာရှုပါတစ်ခါပြောထားပြီးပြီအရက်ရှိတာအရက်အရက်ရှိပြီးကြည့်ကောင်းတယ်ဆိုရင် very tall ဆိုပြီးတော့၃တင်တယ် အရက်ကရှေလုံးတယ်ကြည့်မကောင်းအောင်ရှေလုံးတယ်ဆိုတော့ too tall လို့သုံးလို့လို့မျိုးပေါ့နော်အခုလည်းအများကြီးဆိုတဲ့နေရာမှာ social media မှာအချိန်အများကြီးသုံးနေစားတာကောင်းတဲ့သဘောတရားမဟုတ်ဘူးဆိုတော့သိတဲ့အတွက်ကြောင့် too much ဆိုပြီးတော့ very စာ too much ကိုသုံးလိုက်တယ်ဘာလို့သုံးတာလဲ time ပေါ့နော် i don't i use sorry i spend too much time social media မှာဆိုတော့ on လေးတော့ခံရတယ် on social media vocabulary အသစ်တွေပါလို့ရှိရင်ရှင်းရမယ်ကြက်ရမယ်ဒီကောင်ကဒီတိုင်းလေးအပျော်ကြည့်နေဖို့မဟုတ်ဘူးသင်တန်းတစ်ခုလိုသဘောထားပြီးတက်နေဖို့အပျော်ကြည့်နေဖို့ဆိုလို့ရှိရင်အပျော်သဘောပဲရမယ်တကယ်လုပ်မယ်ဆိုရင်တကယ်ရမယ်သင်တန်းတက်လို့တည်တည်ချာချာလုပ်မယ်ဆိုရင်တည်တည်ချာချာရမယ်အဲ့တော့လုပ်တဲ့အတိုင်း action အတိုင်း reaction ပြန်ရမှာပဲဒါကတော့ဆရာပြောစရာမလိုပါဘူးเนาะကဲအလုံးနဲ့အားလဲချိန်ကိုမြင်ဘလို့မျှတစေလဲဗာမေကုန်းလေးလဲဆိုတော့လဲမေကုန်း ယ်လုတ်ပါအောင် WH မဟုတ်ရင် how နဲ့စမယ် like select sample ကိုဆက်လုံးအာမှာ below ဆိုတာတွေ့ပြီ below ဆယ်ပါစတယ်ဆိုရင် how how ပြီးရင်ညတစီတယ်ဆိုတာခုနကလိုမျိုးဖြစ်တယ်ဟာမို့လုတ်တာဆိုရင်ဒီလိုမျိုး do တက်တွေပြန်လာတော့မယ် how do မင်းကိုပဲပြမယ်ဆိုတော့ you ပေါ့နော်မှာ subject ပြီးတော့ how do you ဘာလုတ်တာလဲညတစီတာ balance လို့ခေါ်တယ်အဲ့တော့ how do you balance နော် balance ဆိုတာကတားစီတာဟန်ချက်ညီအောင်ထိနေ how do you balance အလုပ်ကိုကြတော့ work เนาะပြီးအားလက်ချိန်ကိုကြတော့ free time ပေါ့ work and free time နောက်ပြန်ပြောမယ် how do you balance work and free time မင်းကအလုံးနဲ့အားလဲချိန်ကိုဘယ်လိုမျှတစေလဲအတူပြောပြီးငါကအလုပ်ကိုဆော့ဆော့ပြအောင်ကြိုးစားတယ် subject နဲ့ပဲပြန်စငါကဆိုတော့ i subject ပြီးဘက်ကိုသွားကြိုးစားရတာ try ဘာလို့ဖို့ကြိုးစားလဲပြီးအောင်ကြိုးစားလဲဆိုတော့ i try to finish to now မှာ verb 0ပဲလိုက်ရမယ်ဘာလဲဆိုရင် အဲအလုတ်ကိုဆိုတော့ငါလုတ်လို့ထက်လိုက်ပေါ့နော် I finish I try to finish my work early ပေါ့နော်ငါလုတ်ကိုဆက်ဆက်ပြီးအောင်ကြိုးစားတယ်ဒါကြောင့်ဆိုရင် so စကားဆက်တည်းလက်ကြက်ထားမယ်ဒါကြောင့်ဆိုဆိုလို့ခေါ်တယ်ငါဆောဆောအနားယူတယ်လည်းဆိုရင် I can နိုင်တယ်မို့လို့ခံထက်တယ်ဗျာနော်အနားယူတာလို့ relax ပေါ့ E R L Y early early လို့တမထုတ်ဘူးနော် early လို့တမထုတ်မယ်အဲ့တော့ I try to finish my work early so I can relax early သိမြင်လေရောအင်္ဂလိပ်စာကြောသိသွားပြီလို့ယူဆမယ်တနေ့ကိုဒီလောက်ပုံမှန်လေးစုသွားပြီဆိုလို့ရှိရင်ဆရာတို့ကဆရာပြောလို့ပဲ0ကနေ1 2 3 4 5 6ဆိုပြီး11တက်လာလိမ့်မယ်ပုံမှန်လေးတက်သွားတာကိုဆရာပို့ပြီးတော့သဘောကျတယ်ပို့ပြီးတော့ဘာဖြစ်လို့အောက်ခြေခိုင်တာပေါ့နော်အဲ့တော့ဟိုဒီနေ့ကိုတအားလုံးလိုက်နောက်နေ့မလုပ်လိုက်လုပ်မဲ့စားတနေ့စားတနေ့ပုံမှန်အချိန်လေးတက်တက်မှလေးထားပြီးတော့သင်ကြားရပါဆရာသင်ချာလေးသင်ထားပေးတာဖြစ်ပါတယ်အားလုံးပဲကြိုးစားကြပါ fight တဲ့မှာ